ားလုံးပဲမိင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အတွင်းအရာရှိစစ်သည်နှင့်မိသားစုဝင်များရွေးကောက်ပွဲတွင်ဆန္ဒမဲပေးကြရန်နှင့်ရွေးကောက်ပွဲအောင်မြင်ရေးဖူးပေါင်းဆောင်ရွက်ရန်မင်းအောင်လှိုင်ဖီအားပေးညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အချမ်းဖက်စစ်တပ်အတွင်းအရာရှိစစ်သည်နှင့်မိသားစုဝင်များရွေးကောက်ပွဲတွင်ဆန္ဒမဲပေးရန်မင်းအောင်လှိုင်ကဖီအားပေးအမိန့်ပေးညွှန်ကြားလျက်ရှိပါတယ် ရှမနီအော်တိုဘာ၁၈ရက်နေ့ကိုကိုကျွန်းတက်နေသူရောက်ရှိနေသောအချမ်းဖတ်မင်းအောင်လိုင်ကစစ်တီအရာရှိများနဲ့တွေ့ဆုံစဉ်ထို့သို့ရွေးကောက်ပွဲတွင်စစ်တပ်နှင့်သက်ဆိုင်သူများဆန္ဒမဲပေးချရန်ဖိအားပေးအမိန့်ပေးလာခြင်းဖြစ်ပါသည်။ကိုကိုကျွန်းတက်နေတွင်မင်းအောင်လိုင်ကမကြမီအချိန်အတွင်းရွေးကောက်ပွဲကျင်းပမည်ဖြစ်၍ဆန္ဒမဲပေးရာတွင်မိမိတို့ဒေသနှင့်နိုင်ငံအကျိုးကိုအမှန်တကယ်လိုက်နာဆောင်ထိန်တဲ့သူဒေါတာဝင်အရေးသုံးပါးကိုလိုက်နာဆောင်ထိန်တဲ့သူနိုင်ငံရေးစီးပွားရေးကောက်ွယ်ရေးအမြင့်ရှိသူကိုရွေးချယ်ကြရန်လိုကြောင်းမင်းအောင်လိုင်ကဆိုပါသည်။ တက်ထဲမှာတော့ဘဲသူကိုမဲပေးပါဆိုပြီးညွှန်ကြားချက်တရားဝင်တော့မထွက်သေးပါဘူး။ဒါပေမဲ့2020ရွေးကောက်ပွဲတုန်းကမဲပေးမဲ့ရက်မတိုင်မီတရက်မှာဖြီခိုင်ဖြိုးကိုမဲပေးရမယ်ဆိုပြီးအမိန့်ထွက်ပါတယ်။အခုလည်းတက်ချုပ်ရဲ့ဇကာအရာဒုတာဝန်အရေးသုံးပါစောင့်ထိမ့်မဲ့သူ နိုင်ငံရေးကာကွယ်ရေးအမြင့်ရှိသူဆိုတာကတက်မတော်ကအငိမ့်စားစစ်ဘိုလ်ချုပ်တွေကိုရည်ညွှန်းနေတာပါ။ ပြည်ခိုင်ပြိုးကလာမဲ့တက်မတော်အရာရှိဟောင်းတွေကိုပဲမဲပေးလို့ပြောနေတာပါပဲရွှေကောက်ပွဲအနီးကပ်ရောက်ရင်တော့ဘယ်သူကိုမဲပေးပါဆိုတာတရားဝင်ညွှန်ကြားချက်ထွက်မယ်တင်တယ်ဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ထို့ပြင်မြေအောင်လိုင်းကရွှေကောက်ပွဲအောင်မြင်ရေးအတွက်စစ်တပ်အတွင်ရှိအရာရှိစစ်သည်နှင့်မိသားစုများအလုံးပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ပြီးကြရမည်ဖြစ်ကြောင်းကိုကိုကျွန်းတက်နယ်တွစ်ဆောင်ပွဲတွင်ညွှန်ကြားချက်ပေးထားပါတယ် ဆက်လက်ပြီးဝက်လက်ရွာသားကြီးရွာကိုစစ်တပ်ကဂျိုင်ရိုကော့ပတာ၃စီးဖြင့်ဘုံဘက်ကျင်းနေကြိုက်ထို့ကြောက်ဖြားရွာကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုင်းမှုနေအညာပြက်စီးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်စကိုင်းတိုင်းဖွလက်မြို့နယ်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဂျိုင်ရိုကော့ပတာ၃စီးဖြင့်ဘုံးပတ်ကျင်းနေကြောင်းဒေတာခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာလ၁၉ရက်နေ့ မိုးလဲ၃နိုင်ကျော်ခန့်ကစတင်ပြီးအကြံဖက်စစ်တပ်ကဝက်လက်မြို့နယ်ရွာသားကြီးရွာကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောဂျိုင်ရိုကော့ပတာ၃စီးကပုံပတ်ကျင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပေကျေးရွာနေပြည်သူများသည်လက်ရှိအချိန်ထိထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရပါတယ်။ဒီနေ့မိုးလေပိုင်းကစတင်ပြီးရွာသားကြီးရွာကိုနှမကကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာ၃စီးနဲ့လေးချောင်းတိုက်ခိုက်နေတာပါ။ ပြည်သူတွေထိခိုက်မှုရှိမရှိဆိုတာကတော့အတိမပြုနိုင်သေးဘူးဟုဒေတာကန်ပြည်သူတအုပ်ကပြောဆိုပါရယ်အလားတူအော်တိုဘာ14ရက်နေ့အော်တိုဘာလ15ရက်နေ့တို့တွင်အကြံဖက်စစ်တပ်ကရွာသားကြီးရွာအပါအဝင်တမန်သားကြီးရွာစာတင်ကျောင်းတို့ကိုလည်းဂျိုင်ရိုကော့တာစက်တက်လီဒီလေယာတို့ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့သောကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်ထို့ပြင်မွန်ပြည်နယ်စိုက်ထုံမြို့နယ်ကြောက်ဖြာရွာကိုလည်းအကြံဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးနေအများလဲပြက်စီးခဲ့ကြောင်း KNU ဒူးသထူ district ကထုတ်ပြန်ထားပါတယ်။အော်တိုဘလ16ရက်နေ့နနက်10:40မိနစ်ခန့်တွင်စိုက်ထုံမြို့နယ်ရှိကြောက်ဖြာရွာအတွင်းကိုအကြံဖက်စစ်တပ်ကလေရင်ဖြင့်ဘုံသီးစေလုံးကျေချတိုက်ခိုက်ခဲ့ရာကြီးဝါနေပြည်သူတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်9လုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လဲချမ်းမြေကြပါစေရှင်